ကောင်းကြလည်းမြင်ပါပါဒီနေ့ဗီဒီယိုမှာတော့နဂါမောင်တီးရဲ့ဘေးထက်ဆေးရိုးခုနှစ်မျိုးကိုပဲဒီနေ့ပြပြသွားမှာဖြစ်ပါတယ်ဒီအတီးရကျွန်တော်မြန်မာနိုင်ငံမှာတော့ပေါ်တယ်တော်တော်များစားရတယ်ပေါ့နော်ဒီထဲမှာ disclaimer အနေနဲ့ပြောချင်တာကဘာလဲဆိုလို့ရှိရင်အနီရောင်ပဲစားစားအဖြူရောင်ပဲစားစားအဝါရောင်ပဲစားစားခရမ်းရောင်ပဲစားစားဒါကဘာလဲဆိုနဂါမောင်တီးရဲ့အယောင်လေးပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့နဂါမောင်တီးအဝါရောင်နဲ့ခရမ်းရောင်ကတော့မရဘူးလို့တော့ကျွန်တော်တို့ထင်တယ်ပေါ့နော်အဓိကတော့အနီရောင်နဲ့အဖြူရောင်ပဲရတယ်ပေါ့နော်ဒီအဝါရောင်နဲ့ခရမ်းရောင်ပေါ့နော်ဒီလေးခုလုံးကတော့ဘေးထက်ဆေးရိုးရတူတူပဲပေါ့နော် ီဘေးထွက်ဆိုဂျိုးကဘာလို့ပြောပြရမလဲဆိုလို့ရှိရင်ဒီခေါင်ကပေါ့နော်လူတိုင်းကဖြစ်တယ်လို့တော့မဟုတ်ဘူးတချို့လူတွေဖြစ်တယ်တဲ့ဒါကိုကျွန်တော်ကသတိပေးတဲ့အနေနဲ့ဗီဒီယိုလုပ်ချင်းဖြစ်တယ်ပေါ့နော်ဒီဘေးထွက်ဆိုဂျိုးတွေကို community တို့သတိထားစီရင်ဗီဒီယိုလုပ်ထားချင်းဖြစ်တယ်ပေါ့နော်ပထမဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင် Dragon Fruit ပေါ့နော်ကျွန်တော်အခုဥမာပြစနကမောက်တီးပေါ့နကမောက်တီးမှာအဓိက main ပြဿနာဘာလဲဆိုလာပါပေါ့နော်လောက်ပေါ့နော်ဒီနကမောက်တီးမှာလောက်ပုံနဲ့မျိုးတူရှိတယ်ဒီခေါင်ကကြတော့ဘယ်လိုပြောရမလဲဆိုအတီးရဲ့မှဲ့နေတဲ့အချိန်တိုင်းလောက်ရှိတယ်ပေါ့နော် ဒီလောက်ကအဖြူရောင်အသီးတွေမှာဆိုမတွေ့ရအောင်ဘောနော်မတွေ့ရအောင်အဲ့တော့ဟို community စားတယ်ဆိုလို့ရှိရင်ဒီလောက်ကိုမယူစားပြီးစားစီစီနေဒါကတော့ basic solution နံပါတ်1ပေါ့နော်နောက်တစ်မျိုးကဘာလဲဆိုလို့ရှိရင်အစာချေဆိုင်ရာပြဿနာပေါ့နော်အစာချေဆိုင်ရာပြဿနာကဘာလဲဆိုရင်ဒီ dragon fruit ပေါ့နော်ဒီနဂမောင်တီးကအစာချေစနစ်ကိုအရန်ကောင်းတယ်အစာချေစနစ်ကိုအရန်ကောင်းတာဖြစ်တဲ့အတွက်ကိုနည်းနည်းပပစားရင်တော့ဘာဖြစ်လဲတစ်လုံးနှလုံးပေါ့ suppose ပေါ့တစ်လုံးလောက်စားရင်ဘာဖြစ်ဒါပေမဲ့ ်နှလုံးသုံးလုံးပေါ့နော်နည်းနည်းများများစားလိုက်ရပေါ့နော်နည်းနည်းများများစားလိုက်တယ်ဆိုလို့ရှိရင်စားချေစနစ်လုံးဝအားကောင်းပြီးတော့ဝင်းပြက်ဝင်းလျှော်တိဖြစ်နိုင်တယ်ပေါ့နော်ဝင်းပြက်ဝင်းလျှော်တာလည်းဖြစ်နိုင်တယ်ပြီးတော့ဟိုပြောရမလဲအစာချေစနစ်ကအရန်ကောင်းတာဖြစ်တယ်ပြီးတော့ဘုံဝင်းသွားတာလုံးဝဖြစ်နိုင်တယ်ပေါ့နော်ဝင်းသွားတယ်ဆိုတော့လို့ double ကြီးသွားနေတာမဟုတ်ပါဘူးနည်းနည်းပပပဲသွားတာပဲဖြစ်တယ်ဒါပေမဲ့ဒီရကလမ်းသွားလမ်းလာဆိုရင်ဒုက္ခရောက်နိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြချင်းဖြစ်တယ်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တွေးပေါင်ကြည့်ကြ ွေးပေါင်ရင်ကြတယ်ဆိုတော့ကနှကမောင်တီးကသွေးတိုးတဲ့လူတွေပေါ့နော်သွေးတိုးတတ်တဲ့လူတွေသွေးပေါင်ညာသွေးပေါင်ညာတဲ့လူတွေအတွက်နှကမောင်တီးကလုံးဝတင့်တော်တဲ့အစားအစာတစ်ခုဖြစ်တယ်ဒါပေမဲ့ ိုပုံမှန်လည်းပဲရှိနေတဲ့လူကြီးပဲဖြစ်ဖြစ်အခါလေးကျင်ပင်မနေတဲ့အချိန်ပဲဖြစ်ဖြစ်ဒီနှခမောင်းကြီးစားလိုက်တဲ့အချိန်ကျရင်တွေးပေါင်ကြသွားတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်အလေးချိန်တက်တာပေါ့နော်အလေးချိန်တက်တယ်ဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်ဒီနှခမောင်းကြီးမှာတကြတဲ့အရင်ပြရတယ်ပေါ့နော်အရင်ပါတာဖြစ်တဲ့အတွက်ကို weight short နေတဲ့လူအတွက်လုံးဝအဆင်မပြေပါဘူးဘာကြောင့် weight short နေတယ်ဆိုလို့ရှိရင် weight short နေတဲ့အချိန်ကျလို့ရှိရင်ဒီနှခမောင်းကြီးမှာပါနေတဲ့တကြတဲ့က weight တူဖို့အတွက်အဓိက main ကျွေးလို့တာဖြစ်တဲ့အတွက်ကိုအရာစားလိုက်လို့ရှိရင် weight ကလုံးဝရောဖို့နည်းခက်ခဲသွားလိမ့်မယ် နောက်တစ်ခုအရေးကြီးဆုံးအချက်ကဘာလဲဆိုစီးရိုသမားတွေပေါ့နော်စီးရိုသမားတွေစားလဲဆိုလို့ရှိရင် limit တစ်ခုနဲ့စားတင်တယ်လို့ပေါ်ပြလာရတယ်ဆရာဝန်တချို့တွေပေါ့နော်ဒီ website တချို့ကြီးကျမ်းမာရေး website တချို့ကြီးလည်းပေါ်ပြလာကြတယ်။ဘာလို့လဲဆိုတော့ဒီကောင်းရှိမှတကြတဲ့အရန်ပါတာဖြစ်တဲ့အတွက်စားလိုက်တဲ့အချိန်ကြာလို့ရှိရင်ဟိုစီးရိုအများကြီးတက်သွားနိုင်တယ်ပေါ့နော်ဒါပေမဲ့တခုစဉ်းစားမိစရာဘာလဲဆိုရင် dragon fruit မှာ စားလိုက်တဲ့အချိန်ကျရင်ချင်းနေပေါ့နော်တစ်ခါလေးကျရင်ချင်းတယ်လို့ခံစားနေရပါအမှန်မဟုတ်ဘူးပေါ့နော်ချင်းနေဆိုပေမဲ့လည်းသူ့ရဲ့တကြတက်ကမပြောင်းလဲပါဘူး เนาะနောက်တစ်ခုကဘာလဲဆိုလို့ရှိရင် damaged မှုပေါ့เนาะ damaged မှုဆိုတာကဘယ်လိုလဲဆိုလို့ရှိရင် allergic ထတာပေါ့အဖူပိန်ထတာရားတာရန်တာပေါ့เนาะဒီဟာကအဖြစ်များဆုံးကဘယ်ရလဲဆိုရင်အဝါရောင်ဒီနဲ့ခရိုင်ရောင်ဒီပေါ့ကျွန်တော် intro မှာပြောခဲ့တယ်လို့ပေါ့ဒီဟာပဲဖြစ်တာပုံများတယ်ပေါ့เนาะဘာလို့လဲဆိုတော့ဒီအဖြူရောင်ဒီနဲ့နီရောင်ဒီမှာတိတ်ပြီးမဖြစ်ဘူးအနီရောင်ဒီမှာတစ်ခါတည်းရံပဲဖြစ်တယ်ပေါ့ဒီအဖူပိန်ဖြစ်တာကြီး ရားရံနေဓာတ်မတည့်တာတွေပေါ့နော်ကျန်တဲ့ဟာကျတော့ဒီအဝါရောင်နဲ့ခရိုင်ရောင်ကျတော့ hybrid ဖြစ်တယ်ပေါ့ hybrid ဆိုတာကဘယ်လိုပြောမလဲ scientist တွေနောက်ပိုင်းမှာမှထော်ဖို့ထော်ထုတ်လာတာပေါ့နော်ဒါကိုပဲရည်ရွယ်ချင်းဖြစ်တယ်ပေါ့နောက်တစ်ခုကကျတော့ဟိုတကြားတက်ကိုပုံပြီးညှင့်နေမိတာပေါ့နော်ဒါကဘယ်လိုလဲဆိုလို့ရှိရင်အဓိက main ကရိုးရိုးလူတွေနဲ့တော့မဆိုင်ဘူးပေါ့နော်စီဂျိုသမားပေါ့စီဂျိုသမားတွေအတွက်အဓိကရန်သူကဘယ်လိုပြောရမလဲဆိုရင် dragon fruit ပဲဖြစ်တယ်ပေါ့နော်ဒီနဂမောက်တီပေါ့နဂမောက်တီကဘယ်လိုထိခိုက်လဲဆိုလို့ရှိရင်သူက ဒီနဂမောင်တိစားလိုက်တဲ့အချိန်ကျရင်တွေးရတဲ့ကြားတက်တွေကိုနှစ်ဆားလောက်ပုံမြင်နေဆိုပြီးပြောပြထားကြတယ်အတိအကစီးကျူယောဂလေပေါ့တနေ့ပတ်ပတ်စားလို့ရတယ်ပေါ့ဒါပေမဲ့သူကဘလို့စားလို့ရလဲဆိုလို့ရှိရင်ပရိုတင်းဖူးတွေပေါ့နော်ပရိုတင်းဆိုတာကဒီပရိုတင်းနဲ့ပတ်သက်တဲ့ဟာတွေနဲ့တွဲစားတဲ့အချိန်ကျရင်ဒီနဂမောင်တိရဲ့ရှိနေတဲ့ကြားတက်က effect မဖြစ်ဘူးဆိုပြီးတော့ကျမရဲ့ website တချို့ကပြောပြလာကြတယ်နောက်တစ်ချက်ကကျတော့ဓာတ်မတည့်ဘူးပေါ့နော်အဓိကဓာတ်မတည့်တာကဘာလဲလို့ဆိုစေးနေတယ်ပေါ့နော်တချို့လူတွေကဈေးတောင်းနေရတဲ့ကာလတွေရှိတယ်တချို့လူကတွေးလို့သမားတွေရှိတယ်ပေါ့နော်တွေးလို့သမားတွေက ဒီတွေးတူစီပေါ့နော်တွေးတူစီတောက်ပြီးွားတဲ့အချိန်ကြလို့ရှိရင်ဒီပေါ့နော်ဒီနဂမောင်တီးကိုစားတဲ့အချိန်ကြလို့ရှိရင်နဂမောင်တီးနဲ့ဒီဆေးနဲ့ဓာတ်မတည့်ပဲနဲ့ effect ဖြစ်သွားနိုင်တယ်ပေါ့နော် effect ဆိုတာကဟိုအခြေအနေတစ်ခုခုဖြစ်သွားနိုင်တယ်ပေါ့မူးမော်တာတို့အန်နာတို့ပြောရလို့ရှိရင်ပြစ်လဲသွားတာတို့အဲ့လိုဖြစ်နိုင်တယ်ပေါ့ဘာကြောင့်ပြစ်ဖြစ်နိုင်တာလဲဆိုလို့ရှိရင်ဒီနဂမောင်တီးကကျွန်တော်ခုနပြောခဲ့သလိုချင်းပြုံးပြုံးအရသာလေးရှိတယ်ပေါ့နော်အဲ့ချင်းပြုံးပြုံးအရသာကဒီဆေးနဲ့မတည့်ဘူးပေါ့နော်အဲ့လိုမတည့်တဲ့အချိန်ကြလို့ရှိရင် လုံးဝ effect ဖြစ်သွားနိုင်ပါတယ်ဒီအဒီကမင်းပေါ့အဲ့တော့စေးတောက်နေတဲ့လူတွေကတကယ်လို့စားမယ်ဆိုလို့ရှိရင်အချိန်နည်းနည်းပေါ့နော်ဥပမာပြန်သွား45မိနစ်ပေါ့45မိနစ်လောက်ခွာပြီးွားမှဒီနံကမောင်တီးကိုစားတင်နေဆိုပြီးတော့ပြပြတာပါတယ်နောက်ဆုံးတစ်ချက်ကဘာလဲဆိုလို့ရှိရင်ကြောက်ကပ်ပြဿနာပေါ့နော်ကြောက်ကပ်ပြဿနာဘယ်လိုလဲဆိုလို့ရှိရင်ကြောက်ကပ်ပိုင်းပြဿနာရှိတဲ့လူတွေပေါ့ကြောက်ကပ်ပိုင်းပြဿနာရှိတဲ့လူတွေကဒီတကနံကမောင်တီးစားတဲ့အချိန်ကြာလို့ရှိရင်နံကမောင်တီးဆိုတာကဘယ်ရောက်ပြောချင်လဲဆိုလို့ရှိရင်အနီရောအဝါရောက် ဒီခရိုင်အောင်ပေါ့နော်ခရိုင်အောင်နဲ့ဝါယောင်ကတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့မရှိဘူးအတိအမြင်အနီအောင်ပေါ့အနီအောင်ပြီးစားတဲ့ချိန်ကျရင်နည်းနည်းသတိပြုပြီးစားဖို့ဆရာဝန်တွေကမှားထားတယ်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်တစ်လုံးလောက်ကဘာမှမဖြစ်ဘူးပေါ့နော်ဒီနှလုံးသုံးလုံးလောက်စားတဲ့ချိန်ကျလို့ရှိရင်ဒီအနီအောင်ပေါ့နော်ဒီအနီအောင်မှာရှိနေတဲ့ကာလာပေါ့နော်အဲ့ကာလာကကျွန်တော်တို့ရဲ့ဝင်းနေစီးတွေမှာပါဝင်ရတယ်ပေါ့အဲ့တော့ ကျွန်တော်တို့ရဲ့ကြောက်ကတ်ကအလုတ်ပူလုံးသွားတယ်ဒီအထွက်ပူပြီးအလုတ်လုံးသွားတဲ့အချိန်ကျရင်ကြောက်ကတ်သမားတယောက်အနေနဲ့ဒီအသီးကိုစားတဲ့အချိန်မှာကျွန်တော်ခုနပြောသလိုအယောင်နဲ့အသီးပေါ့နော်အဖြူအောင်စားလိုက်လို့မှမဖြစ်ဘူးဒီအယောင်နဲ့အသီးကိုစားလိုက်ခြင်းအားဖြင့်ကျွန်တော်တို့ကြောက်ကတ်ကပူပြီးအလုတ်လုံးခြင်းအားဖြင့်ကြောက်ကတ်ကိုပြန်ပြီး effect ဖြစ်နိုင်တယ်လို့ပြီးရင်ဟို defensive system လည်းဖျက်ဆီးနိုင်တယ်ဆိုပြီးဟောပြလာတယ်ပေါ့နော်ဒီအခုနကျွန်တော်ပြောခဲ့တဲ့ဒီအချက်တွေပေါ့နော်ဒီအချက်တွေကကျွန်တော်ဒီဆိုးကျိုးတွေပေါ့ဒီဆိုးကျိုးတွေကလူတိုင်းလိုဖြစ်မလားမင်းမဖြစ်ပါဘူး တချို့တော့လူတွေပေါ့နော်လူတရာမှာ9ယောက်တော့မဟုတ်9ယောက်ပေါ့နော်အဲ့9ယောက်ကကွန်ပျူတာပိုင်လည်းပါမယ်ပိုင်လည်းမပါဘူးအဲ့တော့ဟိုသတိပြုပြီးစားဖို့အတွက်ကိုကျွန်တော်ကဒီဗီဒီယိုလုပ်ပြီးသားဖြစ်တယ်ဒီဗီဒီယိုကကွန်ပျူတာအတွက်အသုံးဝင်မယ်လို့ကျွန်တော်တော့မျှော်လင့်မိတယ်ဒီဗီဒီယိုကထင်မြင်ချက်တွေပေါ့နော်ထင်မြင်ချက်တွေကိုလည်း comment မှာပြပေးပါဦးထပ်ပြီးတော့ဗောနဒီနာဂမောင်တီးနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကိုသိချင်ရင်ကျွန်တော် comment မှာပြကြပေးပါဦးထပ်ပြီးတော့ဒီလိုမျိုးအကြောင်းအရာတွေအမြဲတမ်းဖို့အတွက် channel လေးကို subscribe လုပ်ရသည် subscribe လုပ်ပြီး support လုပ်ပေးပါဦးเนาะ comment တို့ရေကဲနောက်ဝီဒီယိုမှာပြန်တွေ့ကြမယ်เนาะ comment တို့ရေအားလုံးနဲ့ပြောပါတတ်တာ bye bye